လွန်ခဲ့သောနှစ်ပေါင်းများစွာကဝိရာကျူလို့ခေါ်တဲ့တိုင်းပြည်ကြီးတစ်ခုရှိတယ်။အဲ့ဒီတိုင်းပြည်ကြီးကိုတော့တောမဟာဆိုတဲ့ဘရင်ကြီးဟာအုပ်ချုပ်ပါတယ်။မင်းကြီးဟာဘာသာတရားကိုအထူးကိုင်ဆိုင်ပြီးတော့တစ္ဆာတရားကိုလည်းကိုးကွယ်တဲ့သူပါ။ဒါပေမဲ့သူဟာအိမ်အောင်ပြုမဲ့ကိစ္စကိုတော့ထူးခြားတဲ့တန်ဋိဌာန်တစ်ခုချထားလေတဲ့။ငါနဲ့တင့်တော်မဲမင်းသမီးကိုတိုင်းငါ့ကိုလာပြီးတော့လာရောက်တောင်းရမှသာလက်ထက်မင်းမဟုတ်ရင်တော့တသက်လုံးအိမ်တောင်မပြုဘဲနဲ့နေမင်း ဒါကြောင့်မင်းကြီးရဲ့ဘဝအခြေအနေဟာတယောက်တည်းနေထိုင်ရင်းနဲ့ကုံဆုံးလာခဲ့တာပေါ့ဒီနေ့မှမင်းကြီးဟာနေကြာဒေတာကရွာတွေကိုလှည့်လည်ကြည့်ရှုကပြည်သူတွေရဲ့အခြေအနေကိုစုံစမ်းနေပါတဲ့အဲဒီနောက်နန်းတော်ကိုပြန်လာခဲ့တယ်ပြန်နေလမ်းမှာတော့ကြဲပြောနှဆိုင်လာတဲ့တောအုပ်ကြီးတစ်ခုကရှိနေတာကြောင့်အဲဒီကနေဖြတ်သွားရပါတယ်တောအုပ်ကြီးရဲ့မှာတော့အိန်းကြီးချင်းတိုင်းပြည်တပြည်ရဲ့မင်းသမီးစုကလေးဟာ သူ့ရဲ့အပြူတော်အပေါင်းပါနဲ့တူလင်းညင်းခံပြီးတော့တောထဲမှာရှိနေပါတယ်။ဒီချိန်မှာပဲရုတ်တရက်ဆူသလိုခိုးသားနှစ်ယောက်ကတိတ်ဆိတ်တဲ့ဒေါနတ်ထဲကထွက်လာပြီးတော့မင်းသမီးကိုကြမ်းတမ်းစွာနဲ့ဖမ်းဆီးခေါ်ဆောင်ပါတော့တယ်။ဒီကမင်းသမီးရဲ့အပြူတော်တွေကလည်းတောက်လန့်ကြဖြစ်ပြီးတော့တော့အကြီးတွင်မှကြဲလောင်စွာနဲ့အော်ဟစ်ကြတာပေါ့။ကဲကြပါအောင်ကဲကြပါ။ဒီမှာသခိုးတွေကကျမတို့နှောက်ရက်နေလို့ပါ။ဒါပေမဲ့ဒေါနတ်ကြီးရဲ့အနီးနားမှာတော့ သူတို့ရဲ့အော်ဟစ်တန်ကိုကြားနိုင်မယ့်လူဆိုလို့ဘယ်သူမှမရှိခဲ့ပါဘူး။ကံကြမ္မာရဲ့စီမံမှုကြောင့်လိုပဲပြောရမလား။ကံအားလျော်စွာနဲ့ပဲအဲ့ဒီချိန်မှာမင်းကြီးသောမဟာကစိုက်ဆိုင်မြိုင်မြိုင်ရောက်လာခဲ့တဲ့တောနဲ့ကြီးတဲ့ကမင်းကလေးတွေရဲ့စူးစူးဝါးဝါအော်ဟစ်တန်ကိုကြားရတဲ့အခါမင်းကြီးလည်းတစုံတရာအနိုင်ကျင့်ခံနေရတယ်ဆိုတာကိုချက်ချင်းသဘောပေါက်သွားတယ်။ဒါကြောင့်မင်းကြီးကခိုးသားနှစ်ယောက်ကိုခြောက်လှန့်လိုက်ပါတယ်။ ါပေမဲ့လည်းတခုနှစ်ယောက်ရဲ့အင်အားကမင်းကြီးထက်ပိုပြီးတော့ကြီးမားနေတာကြောင့်သူတို့တွေရဲ့တိုက်ခိုက်မှုတန်ကိုလည်းပြင်းပြင်းထန်ထန်ခံစားလိုက်ရတဲ့ဒီလိုနဲ့မင်းကြီးကဒံယာရီနဲ့အသေးအံပြင်းနေချိန်မှာဒါရီအလွန်ကြွကျင်တဲ့မင်းသမီးစုကလျာဟာခိုးသားရီရဲ့လက်ကလွတ်ကျနေတဲ့ဒါတချောင်းကိုလက်မြတ်စွာကောက်ယူလိုက်တဲ့ပြီးရနဲ့တခုနှစ်ယောက်ကိုတယောက်ပြီးတယောက်ကြွန့်ကျင်ချင်းတုတ်တင်ရှင်းလင်းပြစ်လိုက်တဲ့အဲဒီနောက်သူမကိုကယ်တင်တဲ့မင်းကြီးက ညရများစွာနဲ့လဲကြနေတာကိုမြင်လိုက်ရတော့ဂျေစုတရားကိုစက်ကျင်စိတ်တွေဖြစ်ပေါ်လာတယ်။ဒါကြောင့်သူ့ရဲ့အပြိုတော်တွေကိုနန်းဆောင်စီအမြန်ဆုံးပြန်ပြီးတော့ခမဲတော်ကြီးကိုတရင်ပို့ဖို့မှာကြလိုက်တယ်။သူကငါ့ဘုံမှာဂျေစုကျွေးတွေတင်နေတယ်။ဒါကိုမဆက်ရသေးဘဲနဲ့တော့ငါ့ရဲ့တိုင်းပြည်ကိုပြန်လို့မဖြစ်ဘူး။ဒီတော့ခမဲတော်စီတွားပြီးတော့ရှောက်တင်ပေးပါ။အဲဒီနောက်မှာတော့မင်းသမီးကတရားရီနဲ့သတိလက်နေတဲ့မင်းကြီးကို မြင်းဘော်ကိုဂယုတစိုက်တင်ဆောင်လိုက်ပါတယ်။မင်းကြီးကတပတ်တိုင်းပြည်ရဲ့မင်းသမီးကိုကယ်တင်ရင်ဒဏ်ရာရီဟာပြင်းထန်လွန်းနေတာကြောင့်နန်းတော်ရောက်တာနဲ့ချက်ချင်းပဲနန်းတွင်သမားတော်ကြီးကအရေးပေါ်ကုသမှုတွေပြုလုပ်ပေးတာပေါ့။အဲ့ဒီချိန်မင်းသမီးကလည်းကိုယ်တိုင်ကိုယ်ကြားစေတနာအပြည့်နဲ့အနီးကပ်ပြုစုဆောင်ရှောက်ပေးပါတဲ့။ဒီလိုနဲ့ကျင်နာကယုနာကြီးမာတဲ့မင်းသမီးရဲ့ပြုစုမှုကြောင့်ရက်ပေါင်း15ရက်အတွင်းမှာပဲမင်းကြီးဟာလုံအောင်ကိုပြန်လဲကျမ်းမာလာခဲ့တယ်။ ။ဒါကြောင့်ဒီနေ့မှာတော့မင်းသမီးကသူ့ရဲ့တာဝန်တွေကျေးပြီလို့ယူဆပြီးတော့မင်းကြီးကိုလေးစားစွာပဲရှောက်တင်လိုက်ပါတယ်။အရှင်မင်းကြီးယခုအခါမှာတော့ကျွန်တော်မျိုးမကိုကိုပြီးကိုရစီပြန်ခွင့်ပြုတော်မူပါ။မင်းသမီးတကယ်လို့မင်းရဲ့တိုင်းပြည်ကိုပြန်ဖို့ရည်ရွယ်ခဲ့မယ်ဆိုရင်ငါနဲ့အတူဒီနေရာထိဘာကြောင့်လိုက်လာခဲ့တယ်လဲ။အရှင်မင်းကြီးအရှင်ကခိုးသားရဲ့အန်ရီကနီး ကျွန်တော်မျိုးမရဲ့အသက်ကိုကယ်တင်လာကြောင်းဂျေဇုကကြီးမားလာပါတဲ့အရှင်လူရဲစွမ်းတတိရှိတဲ့မင်းသားကိုတရားရီနဲ့လဲကြနေတာကိုဘလို့များထားခဲ့နိုင်ပါမလဲမင်းသမီးအဲ့ဒီတုန်းကငါရဲ့တရားရီကတိတ်ပြီးတော့မပြင်းထန်လို့အမြန်ဆုံးတက်တာသွားခဲ့တာခုချိန်မှာတော့မင်းကငါ့ကိုထားခဲ့မယ်ဆိုရင်အဲ့ဒီတရားရီထက်ပိုဆိုးရတဲ့ဒဏ်တွေရတော့မှာပေါ့အဲ့ဒီဒဏ်ရာကိုတော့တမားတော်တွေကကုသလို့မရနိုင်ဘူးမင်းတယောက်တည်းပဲကုသပေးနိုင်မှာ အခုတော့မင်းကိုပွန့်ပွန့်လင်းလင်းပြောတော့မင်းမင်းဒီနန်းတော်ကနေထွက်သွားဖို့မဖြစ်နိုင်တော့မင်းကိုငါကဒီနန်းတော်ရဲ့မိဖုရားခေါင်းဖြစ်တတ်မှတ်ပြီးပြီအရှင်မင်းကြီးဒါဟာအရှင်ရဲ့မေတ္တာကြီးမားမှုကြောင့်မကျွန်တော်မျိုးမကလည်းအရှင်လိုရင်းရင်းနဲ့ဘရင်တပါးကိုခင်မွန်းဖြစ်လိုလားပါတဲ့အရှင်ရဲ့ကျင်ရတော်ဖြစ်လဲနေကြပါရဲ့ဒါပေမဲ့ဒီကိစ္စကိုခမဲတော်ရဲ့ခွင့်ပြုချက်မရှိဘဲဘာမှလုပ်လို့မရပါဘူးဒါပေမဲ့ကျွန်တော်မျိုးမတခုတော့ဂရီပေးပါရဲ့ ကျမဟာအရှင်နေပဲလက်ထက်မှာပါမဟုတ်ရင်တော့တသက်လုံးပြိုကြီးပွားနဲ့နေထိုင်သွားပါမယ်ကျမအခုလိုပြောရတဲ့အကြောင်းရင်းကခမဲတော်နဲ့အရှင်တို့ရဲ့ပြည်သူတွေဟာဆက်ဆံရေးတိတ်မကောင်းမှုဆိုတာသိနေလို့ပါဒါကြောင့်ခမဲတော်ကလွယ်လွယ်နဲ့တော့လက်ခံမှာမဟုတ်ဘူးအရှင်စူးစမ်းရလိမ့်မယ်ကျွန်တော်မြို့မကလည်းတက်နိုင်သလောက်စူးစမ်းပါမယ်ဒီတော့အရှက်ရစရာ ဖြစ်လာရင်တော့မှကြံ့ကြံ့ခံပါမယ်မင်းသမီးမင်းကငါနဲ့လက်ထပ်ဖို့သဘောတူပြီးပြီဆိုရင် ဒီလောက်ဒုက္ခခံစရာလူသေးလို့လားငါတို့နေရာအခုပဲလက်ထလိုက်မင်းပြီးမှမင်းရဲ့ခမဲတော်စီကိုသွားကြတာပေါ့မဖြစ်ပါဘူးရှင်မင်းကြီးဒီလိုလုပ်ရင်တော့အချင်းတွေကပူဆိုးသွားလိမ့်မယ်ကျွန်တော်မျိုးမအရှင်းကိုဒုက္ခမပေးခြင်းဘူးကျွန်တော်မျိုးမကြောင့်စစ်ပွဲတွေဖြစ်ပွားတာကလည်းမလိုလားပါဘူးအင်းကောင်းပြီမင်းသမီးမင်းရဲ့စကားအတိုင်းပဲငါလုပ်ပါတော့မယ်မင်းရဲ့ခမဲတော်နဲ့တွားရောက်ပြီးရောစကားပြောပါမင်းမင်းကြီးဟာချစ်ချင်းမြတ်တာကြီးစွာနဲ့ မင်းသမီးစုကလျာရဲ့ဇနားတိုင်းလုံခြုံစွာနဲ့သူ့ရဲ့တိုင်းပြည်စီကိုပြန်လည်ပို့ဆောင်ပေးခဲ့တာပေါ့မင်းသမီးဟာသူ့ရဲ့နန်းတော်စီရောက်တဲ့အခါဖခင်ဖြစ်သူ အလွန်မင်းဒေါသထွက်နေရဟုတွေးလိုက်ရတဲ့ဘယင်ကြီးဟာကိုယ့်ရဲ့ဂုဏ်သိက္ခာကိုအထူးအလေးထားသူပြီးပြီမင်းသမီးကိုဒေါသတကြီးနဲ့စူပူပါတော့တယ်သမီးတော်မင်းကငါတို့ရဲ့ရန်သူတိုင်းပြည်ကိုမတော်တဲ့မင်းကြီးတော်မဟာရဲ့နန်းတော်မှာ15ရက်ကြာအောင်နေခဲ့တယ်ဆိုတာ ငါရဲ့ဂုံတိတ်ခါကိုမြေတိုက်ချလိုက်တာနဲ့အတူတူပဲခမဲတော်ရဲ့တမီးကဘာခင်ရဲ့ဂုံတိတ်ခါကိုတိကအောင်မလုပ်ခဲ့ပါဘူးမင်းကြီးတော်မဟာနဲ့တွားရတာကကိုသားရီရဲ့ဘေးကနေတမီးတော်ကိုကယ်တင်ခဲ့လို့ပါတမီးတော်ကြောင့်မင်းကြီးကဒဏ်ရာရခဲ့လို့သူ့ကိုပြုစုဆောင်ရှောက်ခဲ့ရုံပါဒီတော့ကြောင့်ပဲ15ရက်ကြာခဲ့တာပါခမဲတော်တည်တဲ့အတိုင်းပဲတမီးတော်ရဲ့စိတ်ကတစုံတရာရဲ့ဂျေစုကို ကို့အပေါ်မှာအကျွေးတင်နေတာမနေတတ်ပါဘူး အခုတော့သူ့ရဲ့ကျေးဇူးတွေလည်းကျေးသွားပါပြီ။ဒါကြောင့်သမီးတော်ကနန်းတော်ကိုပြန်လာခဲ့ရပါ။သမီးတော်နင်းရဲ့ဒီလိုမိုက်မဲမှုကိုငါသဘောမကျဘူး။နင်ကအသေးပွဲကိစ္စတွေမှာစိတ်ထိခိုက်လွယ်လွန်းတယ်။အဲ့ဒီချိန်တပတ်မှာတော့မင်းကြီးသောမဟာတရားချစ်ရသူမင်းသမီးနဲ့တရက်တာတောင်ခွဲလို့မနေနိုင်လောက်အောင်ဆွဲလန်းနေခဲ့ပါပြီ။ငါအခုပဲဟိုဘက်တိုင်းပြည်ဘက်ကိုသွားပြီးရောဘရင် သူ့နန္ဒာစီကနေမင်းသမီးနဲ့လက်ဆက်ဖို့တောင်းဆိုတဲ့နေ့ ဒီနောက်စိတ်ကူးထက်လက်တွေကပုံမြန်တယ်လို့မင်းကြီးကသူ့ရဲ့ချစ်ရသူမင်းသမီးရဲ့တိုင်းပြည်ကိုအလင်းမြန်ခီးထွက်ခဲ့တဲ့အဲ့ဒီမှာဘယင်ကြီးရဲ့ခန္ဓာကြီးကျယ်လာတဲ့နန်းနာကိုရောက်ရှိလာတဲ့အခါမင်းကြီးသောမဟာကမင်းသမီးနဲ့လက်ဆက်ပြီးဖို့တရားဝင်တောင်းဆိုတာပေါ့ဒီစကားကြားလိုက်ရတဲ့အခါဘယင်ကြီးကလည်းမာမာနာစိတ်နဲ့ဒေါသတကြီးနဲ့ပြန်ပြောတဲ့မင်းကြီးသောမဟာပရမချက်ကသင်ဟာငါ့ရဲ့အစဉ်တန်းနဲ့မတူဘူး ငါကဒီလောက်ကြီးမားတဲ့အင်ပါယာရဲ့စက်ကြဝဠေးမင်းဖြစ်ပြီးရောနင်ကတော့ပြည်ငယ်လေးတစ်ခုရဲ့ဘရင်ပဲဖြစ်တယ်။ဒုတိယအချက်ငါတို့တိုင်းပြည်ကခုဟာမိတ်ဆွေကောင်းတွေမဟုတ်ဘူး။ပြီးတော့မင်းကငါသမီးအပေါ်မှာအသေးဖွဲလေးတစ်ခုကူညီခဲ့တယ်။ဒါကလည်းကူညီတာမဟုတ်ဘူး။မင်းရဲ့တာဝန်ပဲ။အဲ့ဒီဒင်းငယ်တဲ့တာဝန်အတွက်မင်းသမီးနဲ့လက်ဆက်ပေးဖို့လာပြီးတော့တောင်းဆိုရဲဆိုတာဘလို့များစဉ်းစားပြီးတော့ရောက်လာတာလေ။အရှင်မင်းကြီး အရှင်ကကျွန်တော်မျိုးကိုထင်လွဲနေရပါကျွန်တော်မျိုးကကျေးဇူးတွေးကြောင်းမင်းသမီးကိုလက်ထပ်ချင်တာမဟုတ်ပါဘူးကျွန်တော်မျိုးကမင်းသမီးကိုမျက်မျက်နှာနှာချင်ပြီလို့လက်ထပ်လိုတာပါဒီမှာငါတို့တိုင်းပြည်ကတင်းတို့တိုင်းပြည်နဲ့ဘလို့မှမိတ်ဆွေမဖြစ်ချင်ဘူးပြီးတော့ငါသမီးရဲ့လက်ထပ်ပွဲကိုတခြားမင်းသားတစ်ပါးနဲ့ပဲစကားပြောမယ်တကယ်လို့အရာအလုံးအဆင်ပြေမယ်ဆိုရင်နောက်နှစ်လအတွင်းမှာပဲသမီးရဲ့လက်ထပ်ပွဲကပြင်းမြောက်တော့မှာ မင်းကြီးရဲ့တခါလောက်တော့စဉ်းစားပါကျွန်တော်မျိုးပေါ်အထင်လွဲနေတာကိုဖယ်ရှားပြီးတော့စဉ်းစားပေးပါဒီမှာငါမင်းကိုထည့်ပြီးတော့စဉ်းစားနေလို့ဒီလောက်ထိတိတ်ဆိတ်နေရမဟုတ်ရင်မင်းကိုစကားတော်မှဆက်ပြောမှမဟုတ်ဘူးဘယင်သူ့နန္ဒာရဲ့မမနာကြီးတဲ့အပြောစုကိုကြားလိုက်ရတဲ့အခါမင်းကြီးတော့မှဟာလဲတီးမခံနိုင်တော့ဘဲနဲ့အမျက်ဒေါသထွက်လာခဲ့တဲ့အရှင်မင်းကြီးဒီလောက်ထိမနာကြီးရမကောင်းပါဘူး အရှင်တို့တိုင်းပြည်ကနေတခြားပြည်တွေကိုသွားတဲ့လမ်းအလုံးကိုငါပိတ်ပစ်လိုက်မယ်။ဒါဆိုရင်တခြားတိုင်းပြည်တွေနဲ့မင်းကြီးတို့တိုင်းပြည်ကုံသွယ်လို့လည်းရတော့မှာမဟုတ်ဘူး။မနှက်ပြန်ကစားပြီးရောအရှင်တို့ပြည်ကိုဝင်တဲ့လမ်းအလုံးကိုပိတ်ပစ်လိုက်မယ်။ဒီလိုနဲ့မင်္ဂလာရေးအဆင်မပြေတဲ့အပြင် ကိုယ်တိုင်းပြည်ကပါစော်ကားပြောဆိုလာတော့မင်းကြီးတော်မဟာလည်းတော်တော်လေးဒေါသထွက်ခဲ့တဲ့ဒီနောက်မင်းကြီးကသူ့ရဲ့ဝိရာကျိုးတိုင်းပြည်စီကို ပြန်သွားခဲ့တဲ့ ီလိုနဲ့နှစ်ပြည်တော်ကြားကဆက်ဆံရေးကရှုပ်ထွေးမှုတွေဖြစ်လာခဲ့တယ်။ငါဖခင်အတွက်ဆိုပြီးတော့မင်းကြီးတော်မဟာရဲ့နန်းတော်ကနေပြန်လာခဲ့တာအမကြီးမှသွားပြီ။ဒီတော့ကပဲမင်းကြီးနဲ့လက်ထပ်ခဲ့တဲ့နာ အခုတော့လက်ထပ်ဖို့ဝေးစွာတော်ကြာစစ်ပွဲကြီးဖြစ်ပွားလာမှာကိုတော့မှစိုးရိမ်မိတဲ့အဲ့ဒီလိုစိုးရိမ်ပူပန်နေတဲ့မင်းသမီးကသူ့ရဲ့အရင်နှီးဆုံးအပြိုတော်တအူးနဲ့လွတ်ဝတ်စွာတိုင်ပင်ဆွေးနွေးခဲ့တဲ့ သူတို့နေရာဘယ်အကြောင်းအရာတွေကိုပြောဆိုခဲ့တယ်ဆိုတာတော့ဘယ်သူမှတိတိကျကျမသိခဲ့ပါဘူး။ဒါပေမဲ့အဲ့ဒီနေ့ကစပြီးတော့မင်းသမီးကအန်ဩစရာကောင်းအောင် တော်တော်လေးပျော်ရွှင် ချမ်းမြေ့နေခဲ့ရပါ။အဲ့ဒီချိန်တစ်ပတ်မှလည်းမင်းကြီးသောမဟာက ကိုယ့်ရဲ့ဒေါသအလျောက်ဘယင်သူနန္ဒာနဲ့အခြေတင်စကားများခဲ့ဝန်ကိုပြန်လည်သုံးသပ်ပြီးတော့စဉ်းစားမိတယ်။ငါသာဒေါသမထွက်ဘဲအေးအေးဆေးဆေးစဉ်းစားခဲ့ရင်အဆင်ပြေနိုင်တယ်။ အဲတော့ငါဘရင်ရဲ့ခါးသီးတဲ့စကားတွေကိုငါကတီးခံခဲ့တင်တာအဲဒီနောက်မင်းကြီးတော်မဟာကသူ့ရဲ့မကိုပြင်ဆင်ချင်တာကြောင့်မင်းသမီးရဲ့တိုင်းပြည်စီလာရောက်တဲ့ဂုံတွေတွေခရီးသွားတွေကိုလမ်းပိတ်ဆို့ထားရကနေရက်ဆိုင်လိုက်ပါတယ်ဒါအပြင်ဘရင်သူ့နန္ဒာစီကိုလည်းရင်ကြီးတဲ့စာတဆောင်ရေးသားပြီးရောပေးပို့ခဲ့ပါတယ်။ဒီလိုနဲ့နှစ်လသုံးလလောက်ကုန်လွန်သွားတဲ့အခါဘရင်သူနန္ဒာလည်းတမိဖြစ်သူအတွက်တင့်တော်တဲ့သူတို့သားကိုစူးစမ်းပန်းစားရှာဖွေနေပါတယ်။ ဒီချိန်မှာပဲမင်းသမီးကသူ့ရဲ့မဲတော်ကိုဘသူမှမသိအောင်လိုဝတ်ချက်တစ်ခုကိုတွတ်တိုလေးပြောပြလိုက်တဲ့အဲ့ဒီလိုဝတ်ချက်ကိုကြားလိုက်ရတဲ့မိဖုရားကြီးဟာတုံလုံးချောက်ကြစွာနဲ့ဘယင်သူ့နန္ဒာစီကို အပြေးလွာရောက်လာပါတော့တဲ့အရှင်မင်းကြီးအရှင်ကတင့်တော်တဲ့သူတို့သားရှာဝေတာရက်တန့်တင့်မာပြီးတမီးတော်ကအရာအလုံးကိုဖျက်ဆီးလိုက်ပြီး သူကအရှင်ကိုမျက်နာပြက်စီခဲ့ပြီးမိဖုရားကြီးဘာပြောချင်တာလဲရှင်းရှင်းပြောပါ ရှင်အမှန်တရားကိုကြားရင်တော့တုံလှုပ်သွားပါလိမ့်မယ်နန်းတော်တစ်ခုလုံးလည်းတုံလှုပ်သွားပါလိမ့်မယ်အော်မိဖခင်ဘာကိစ္စလဲဆိုတာမြင်မြင်ပြောစမ်းကျမတို့ရဲ့သမီးတော်မင်းသမီး စုကလျာကမကြခင်မှာမိခင်ဖြစ်တော့မယ်သူကဘသူနဲ့မှလက်မဆက်ရသေးပဲကိုဝင်ရှိနေတာပါဘာငါသမီးကနန်းတော်ရဲ့ဂုံတိတ်ခါကိုချိုးပေါက်ခဲ့တယ်ဆိုရင် အသက်ရှင်ခွင့်မရှိဘူးငါအခုပဲသူ့ကိုကြိုးမိန်ပေးမယ် အရှင်ကတော့ဒေါသတွေပဲထွက်နေတဲ့အခုဘာတွေပြောနေရလဲဘာရာဇဝဲမှုနဲ့သမီးတော်ကိုကြိုးမိန်ပေးမှလဲကျမတို့ရဲ့သမီးကကိုဝင်ရှိနေတယ်ဆိုတာပြည်သူတွေသိသားပြီဒီတော့ကြိုးမိန်ပေးခံရတယ်ဆိုရင်ငါတို့ဘသူမျက်နာကိုမှကြည်ရတော့မှာမဟုတ်ဘူးမိပြခေါင်းကြီးဟာဒီလိုအချိန်လေးကိုဆိုးရွားစွာမတုံ့တက်မိအောင်နန်းတော်ရဲ့ဂုံတိတ်ခါဟုကာကွယ်ဖို့နီလန်းကိုရှာဝေတော့တာပေါ့ အခုတော့ကိုယ့်ရဲ့ဂုံတိတ်ခါကိုကာဝယ်ဖို့ပဲစဉ်းစားသင့်ပြီးရှင်မင်းကြီးကျွန်တော်မျိုးမရဲ့အမြင်အရမင်းကြီးတော်မဟာက ကောင်းတဲ့ဘရင်တစ်ပါးပါသူကလည်းအရှင်တို့လိုပဲတိုင်းပြည်ကိုငြိမ်းချမ်းအောင်အုပ်ချုပ်နိုင်ပါတယ်ဒီအမှန်တရားကိုတော့အရှင်မင်းကြီးလက်ခံသင့်ပါတယ်ဒါကြောင့်မင်းကြီးတော်မဟာနဲ့သမီးကိုလက်ဆက်ပေးလိုက်ပါသူကလည်းသမီးကိုမိဖုရားအဖြစ်တောင်းဆိုနေရပဲမဟုတ်လားမိဖုရားတင့်ရဲ့အကြံကကောင်းတယ်ဒီလိုကန့်ဆိုးမှုမောင်ကြမယ့်မင်းသမီးကိုအဲ့ဒီလိုပဲစွန့်ပစ်တဲ့နဲ့ ငါအခုပဲမင်းကြီးတော်မဟာကိုတရင်ပို့ပြီးတော့ခေါ်လိုက်မယ်။ဒီလိုဆုံးဖြတ်ပြီးတဲ့နောက်ဘရင်ကြီးဟာမင်းကြီးတော်မဟာစီကိုလျှင်မြန်စွာနဲ့စတဆောင်ပေးပို့ခဲ့ပါတယ်။မင်းကြီးတော်မဟာငါကငါရဲ့သမီးတော်စုကလေးကိုတင်နဲ့လက်ထပ်စီခြင်းနဲ့ငါရဲ့အရင်ကအမားရဲ့အတွက်တင့်ကိုတောင်းပန်ပါတယ်။တင်ဟာဒီတရင်ကိုရှားလင်ရခြင်းငါရဲ့နန်းတော်စီကိုအမြန်ဆုံးလာရောက်ပါ။ဘရင်ကြီးတော်မဟာရဲ့လက်ထဲကိုအဲ့ဒီစာရောက်တဲ့အချိန် သူလည်းနားမလည်နိုင်ဖြစ်နေတယ်။ဒါဟာဘယင်သူနန္ဒာရဲ့ပြည့်ရများလားလို့တွေးမိနေပါတယ်။ဒီလိုနဲ့မင်းကြီးကရက်အနှဲငယ်တွင်ဘယင်သူနန္ဒာရဲ့နန်းတော်စီကိုရောက်လာတယ်။မင်းကြီးဟာအရင်ကားနဲ့မတူဘဲလေးလေးစားစားကြိုဆိုကာနောက်နေမှာပဲမင်းသမီးနဲ့ခမ်းနားစွာလက်ထပ်ပေးလိုက်တော့တယ်။တကယ်တမ်းတော့မင်းသမီးစုကလျာဟာဒီကိစ္စအလုံးရဲ့လှုပ်ဝက်ချက်ကိုနားလည်ထားသူပါ။ ဘာကြောင့်လဲဆိုတော့သူမနဲ့ရင်းနှီးတဲ့အပြိုတော်ရဲ့အကြံဉာဏ်တိုင်းလှုပ်ဆောင်ခဲ့တာပါလက်ထပ်ဝယ်ပြီးမှတော့မင်းသမီးကမဲတော့ကိုလေးစားစွာနဲ့အမှန်တရားကိုဖွင့်ပြလိုက်တဲ့မဲတော့သမီးတော်ကိုဘာလို့မျက်နာလွှဲနေရလဲမဲတော့နားလေတာတဲ့အကြောင်းအရာတွေကျွန်တော်မျိုးမပြောခဲ့တဲ့အရာတွေအလုံးကအလိမ့်ညာတွေပါတကယ်တော့သမီးတော်မှာကိုဝင်မရှိပါဘူးဒါကြောင့်နန်းတော်တွေကဘယ်တိတ်ခါကူမှမချိုးဖောက်ခဲ့ပါဘူးအဲ့ဒီလိုပြောလိုက်တော့မှလည်းမဲတော်ကြီးလည်း ဝမ်းသာအားရနဲ့တမိတော်ကိုထွက်သွားခြင်းပေးလိုက်ပါရဲ့မိဖုရဲ့ခေါင်းကြီး အကျွန်ုပ်ကလည်းခွင့်လွတ်တော်မူပါတကယ်တော့ဒီကြံပေးတာဟာကျွန်ုပ်ပေးခဲ့တာပါကျွန်ုပ်ကပဲမင်းသမီးကိုဒီလိုလေးညာပြောရင်မင်းကြီးကတခြားတယောက်နဲ့လက်ထပ်ပြီးမှမဟုတ်ဘူးလို့အကြံပေးခဲ့တာပါအဲ့ဒီလိုနဲ့နှစ်ပေါင်းများစွာကြာပြီးတဲ့နောက်မိဖုရဲ့စုကလေးရာဟာရုပ်ရည်ကြီးလင်းချောမောတဲ့တားတော်တစ်ပါးကိုမွေးဖွားလာတယ်မင်းကြီးနဲ့မိဖုရဲ့တို့ဟာ အခုလိုမျိုးနန်းမွေစက္ကံမဲသားတော်လေးမွေးဖွားလာတော့အတိုင်းမသိဝမ်းသာနေကြတဲ့ဒါကြောင့်သူတို့ကမင်းသားလေးကိုချစ်စလို့နဲ့ကုလဒီပါလို့ပေးခဲ့ကြတဲ့ကုလဒီပါဆိုတာကလည်းမျိုးရိုးကို တောက်ပစေတဲ့သူဆိုတဲ့အတိတ်ပဲပဲဖြစ်ပါတယ်။နန်းတော်ရဲ့အေးချမ်းသားရမှုအောင်မှာမင်းသားလေးဟာပျော်ရွှင်စွာကြီးပြင်းလာခဲ့ပြီးတော့အရွယ်ရောက်လာတော့ဖခင်ဖြစ်သူမင်းကြီးလိုပဲ အမဲလိုက်ဝါဒနာက သူ့ရဲ့သွေးသားထဲမှာထုံမွန်းနေခဲ့တဲ့ ဒါကြောင့်မင်းသားကသူ့ရဲ့မြင်းဖြူကိုစီးပြီးတော့တောအိုရဲ့အနက်ရှိုင်းဆုံးနေရာထိကိုမကြကနာအမဲလိုက်ထွက်လိရှိတယ်။သူ့ရဲ့ပြင်းထန်တဲ့အများချက်တွေကသားကောင်တွေကိုတိကျစွာထိမှန်ပြီးတော့သူ့ရဲ့ရဲစွမ်းတတ္တိနဲ့ပြိုင်ပကင်းတဲ့ကျွမ်းကျင်မှုကလည်းတိုင်းသူပြည်သားတွေကြားမှာဂုဏ်သတင်းမွှေ့ပြန့်နေခဲ့ပါတယ်။အဲဒီချိန်သူတို့တိုင်းပြည်ရဲ့အနီးနားမှာတော့စင်ရဲ့နွမ်းပါပြီမဲ့စိတ်ထားပြူစင်ပြီးတော့တင်ခါရားလို့ခေါ်တဲ့ပုံနာတရားကိုနေထိုင်ပါတယ်။ ဲ့ဒီဘုံနာကတစ္ဆာရှိတဲ့ဂျင်းရော်နဲ့အဖိုးမပြတ်နိုင်တဲ့တမီလေးတီတလာတို့နဲ့ဒူနေထိုင်ပါတယ်။တီတလာဆိုတဲ့မင်းမပြူကလည်းတော်နီနာကပန်းရနဲ့မွေးတဲ့ကွင်းပြင်ကိုတခါတရံသွားပြီးတော့ငေးကြည့်နေတတ်ပါတယ်။ဒီလိုနဲ့ဒီနေ့မှာတော့နီးလေခင်ရဲ့ငြိမ်သက်မှုကိုခံစားရင်တီတလာတရားကကွင်းပြင်ရဲ့အဆုံးစွန်နေရာကိုရောက်လာတယ်။ဒီချိန်တော်နဲ့ရဲ့တိတ်ဆိတ်မှုနဲ့အမောင်တူကသူမကိုလမ်းခေါ်နေတယ်လို့ထင်မှတ်နေတာကြောင့် သူမကခဏတာပဲသွားကြည့်ဖို့ဆုံးပြတ်လိုက်တယ်။"ဟွန်းဒီနေ့တော့တောထဲကိုခဏပဲသွားကြည့်ရမယ်"ဒီလိုနဲ့စူးစမ်းကျင်စေကတီတလကိုတောရဲ့ထူထပ်တဲ့သစ်ပင်တွေကြားထဲမှာရောက်ရှိသွားစီခဲ့တဲ့ဒီချင်းအရှင်မင်းသားဟာရွှေအစင်းရှိတဲ့သမင်တကောင်ကို အမဲလိုက်နေခဲ့တာပါ။ဒါ့အပြင်အဲ့ဒီသမင်ကိုကြမ်းကြုတ်ပြီးတော့အရွယ်ကြီးမားတဲ့ကြားတကောင်ကလည်းဂျုံပုတ်တွေကြားထဲကမျက်စိရှင်ရှင်နဲ့ချောင်းမြောင်းနေပါတဲ့ ဒီချိန်တမင်ကိုလိုက်ရှာနေတဲ့မင်းသားကတမင်နဲ့ကြားရရဲ့ကြားရဲကိုအမတ်မတင်ရောက်သွားခဲ့တယ်။ဒီခါကြားကြီးကသူ့ရဲ့အမဲလိုက်ကြံကိုဖျက်ဆီးလိုက်တဲ့မင်းသားကိုဒေါသတကြီးနဲ့ခုံအုပ်လိုက်တော့တယ်။ဒီချင်းတရားရဲ့အေးဟာတမင်လေးမဟုတ်ပဲလဲကျသွားတဲ့အင်ရှင်မင်းသားပေါ်ကိုရုတ်တရက်ကြားရောက်သွားတော့တယ်။ဒီချိန်မင်းသမီးတီတလာဟာအနီးနားတနေရာကနေဒီအဖြစ်ပျက်ကိုမြင်တွေ့သွားတယ်။သူမကရဲစွမ်းတတ္တိပြင်းနဲ့လက်ထဲမှာခြင်ထားတဲ့ဒဇင်ကို ကြားရဲ့ခန္ဓာကိုယ်စီအာကုံပြစ်ပလိုက်တဲ့ကြားကြီးလည်းမထင်မပဲနောက်ကျောကနေရုတ်တရက်တိုက်ခိုက်ခံရတာကြောင့်တော်တော်လေးကိုလန့်သွားတယ်။နာကျင်မှုနဲ့ကြောက်ရွံ့မှုကြောင့်ကြားကြီးဟာအင်ရှိမင်းသားကို မတတ်တော့ပဲဒီတိုင်းထားခဲ့ကတောင်းတဲ့ကြီးတွေကိုပြေးဝင်သွားတယ်။ဒီလိုနဲ့ရိုးသားတဲ့တီတလာကအင်ရှိမင်းသားရဲ့တက်ကိုတိဘေးကနေအောင်မြင်စွာကဲတင်နိုင်ခဲ့ရပေါ့။မင်းသားကတော့ကြားလူမျိုးတရဝါကြီးကိုကြောက်ရွံ့မှုရှိပဲကဲတင်ခဲ့တဲ့ကောင်းမလေးကိုငေးမောကြည့်နေတယ်။ ူ့ရဲ့နှလုံးသားထဲမှာတော့လေးစားမှုနဲ့ဆွဲဆောင်မှုတွေကြောင့်အခုလိုတိုးတိုးလေးရေရွတ်လိုက်တယ်။ဒီမင်းကလေးကတာမန်မင်းကလေးတယောက်လုံးဝမဟုတ်ဘူးပဲ။အင်ရှင်မင်းသားကဘာမှမမေ့ရသေးခင်တီတလာကရှက်ယွံပြီးရောထိုနေရာကနေထွက်ပြေးသွားတယ်။ဒါပေမဲ့တီတလာက သူ့ကဲတင်ခဲ့တဲ့သူဟာကိုတိုင်းပြည်ရဲ့အင်ရှင်မင်းသားဖြစ်နေတာကတော့လုံးဝမသိခဲ့ပါဘူးတဲ့။ဒီထဲအင်ရှင်မင်းသားကတော့ မင်းကလေးကိုသူ့ဘဝရဲ့တခုရီတော့ပန်းနိုင်ဖြစ်တတ်မှတ်လိုက်တဲ့အဲ့ဒီချိန်ပုံနာကြီးဟာရရှိခဲ့တဲ့အလူငွေတွေဟာအရန်ကိုနှဲပါလာတဲ့အတွက်တတော်လေးကိုအဆင်မပြေဖြစ်လာခဲ့ပါတဲ့ဒီလိုဆိုရတဲ့အချိန်ညာသူတို့ရဲ့အေဂျင့်တဲ့ဘဝကိုဖိစီးလို့လာခဲ့တာပေါ့အရှင်က အလူရှင်တွေစီကိုနေတိုင်းသွားနေတဲ့ကျွန်တော်မျိုးမရဲ့စကားကိုနားထောင်ပြီးတော့တနေ့လောက်တော့ဘီရင်ကြီးစီသွားလိုက်ပါကျွန်တော်မျိုးမကြားဦးတာတော့ဘီရင်ကြီးကဓမ္မရာဇာဖြစ်ပြီးတော့ ပညာရှင်တွေနဲ့ပုံနာတွေကိုအလွန်ပဲလေးစားတဲ့အရှင်လည်းဘုရင်စီသွားပြီးတော့တရားဒေသနာကိုနာခံခိုင်းလိုက်ပါဘုရင်ကြီးကအရှင်ရဲ့တရားတွေကိုသဘောကျရင်တခါတည်းနဲ့များပြားလာတဲ့ဥစ္စာပစ္စည်းတွေရနိုင်ပါတယ်ဒါဆိုရင်နောက်တစ်ခါဘယ်တော့မှအလူခံစရာမလိုတော့ဘူးပေါ့ဒါဝိမေလည်းနန်းတော်မှာကပညာရှင်တွေအများကြီးရှိနေတဲ့အဲ့ဒါတွေကိုလုံးဝမကြောက်ပါနဲ့ဘုရင်ကြီးရဲ့နန်းတော်စီသာသွားလိုက်ပါ အရှင်အောင်မြင်စွာပြန်လာမယ်လို့ယုံကြည်ပါတယ်။ဒီလိုနဲ့ပုံနာကြီးလည်းဘုရင်ကြီးရဲ့နန်းတော်ကို ရောက်သွားခဲ့တာပေါ့။အရှင်မင်းကြီးကျွန်တော်မျိုးက အရှင်ကိုတရားဒေသနာနာကြားစီဖို့ပါ။ကျွန်တော်မျိုးရဲ့တရားဒေသနာကိုနာကြားပြီးအရှင်ကျေနပ်မယ်ဆိုရင်တော့ကျွန်တော်လူမျိုးစင်ရဲသားပုံနာကိုမြစ်တာထားပေးပါလို့မျှော်လင့်မိပါတယ်။ကောင်းပြီပုံနာကြီးငါကတရားနာရတာကိုအလွန်နှစ်သက်တဲ့ မနှက်ပြန်ငါစားပြီးရောငါကိုတရားဒေသနာလာရောက်ဟောကြားပါတကယ်လို့တင့်ရဲ့တရားကသဘောကျရင်တော့တင့်တော်ရဲ့ဆုလက်ကိုပေးပါမယ်အဲ့ဒီလိုနဲ့ပုံနာကြီးလဲနန်းတော်ရဲ့ဝင်ကဘယင်ကြီးကိုတရားဒေသနာတွေနေ့စဉ်နေ့တိုင်းဟောကြားခဲ့တယ်ဘယင်ဟာအသည့်အစမ်းတွေနဲ့အကြောင်းအရာတွေနည်းနည်းတဲ့တရားအသည့်တွေပါကြားနာခဲ့ရတဲ့ဒီလိုနဲ့တရားနာရင်ခုနှစ်ရက်မြောက်တဲ့နေ့ကိုရောက်လာခဲ့ပါပြီဒီချိန်မှာတော့ပုံနာကဘယင်ကြီးကို နတ်ပြည်နယ်ငရဲအကြောင်းကောင်းမှုပြုသူနဲ့မကောင်းမှုပြုသူတွေရဲ့ကွာခြားပုံကိုအသေးစိတ်ပြက်ပြက်သားသားရှင်းပြခဲ့တယ်။ဒီတော့ဘရင်ကြီးကပုံနာကြီးဟောပြနေတဲ့အမှန်တရားကိုစိတ်အားထက်သန်စွာမျက်ဝါးတင်တင်သိကျင်စိမ့်နဲ့ပုံနာကိုအခုလိုပဲမေးလိုက်တယ်။ပုံနာကြီးမကောင်းမှုပြုသူတွေကဘလို့အပြစ်ပေးခံရသလဲ။ကောင်းမှုပြုသူတွေကရောဘလို့လွတ်မြောက်တယ်ဆိုတာဥပမာရင်းနဲ့ငါကိုတော့ကိုရှင်းပြပြီးတော့တက်တည်ပြပေးပါ။ တကယ်တမ်းတော့ပုံနာကြီးမှာလက်တွေ့ကြကြဥပမာပေးဖို့ဘယ်အရာမှမရှိပါဘူး။ဒါပေမဲ့ဘရင်ရဲ့တောင်းဆိုမှုကြောင့်စိုးရိမ်ပူပန်လာပြီးရောသူ့ရဲ့နှစ်ဖူးပေါ်မှာလည်းချွေးစာတွေတောင်းတီးလာခဲ့တဲ့။ငါဘရင်ကြီးကိုဘလို့ဥပမာနဲ့ပေးရမလဲ။တကယ်လို့ငါမလုံနိုင်ရင်ဘရင်ကြီးကငါ့ကိုအပြစ်ပေးလိမ့်မယ်။အရှင်မင်းကြီးကျွန်တော်မျိုးအတွက်ဥပမာပေးဖို့အရာဝတ္ထုတွေအများကြီးလိုအပ်ပါတဲ့ဒီအတွက်အနည်းဆုံး9ရက်အချိန်ပေးပါ9ရက်ကြာပြီးရင်တော့ကျွန်တော်မျိုးက နတ်ပြည်နယ်ငရဲရဲ့အံ့ဖွယ်မြင်ကွင်းကိုပြသပေးပါမယ်။ကောင်းမီပုံနာကြီးတင်ကတပတ်ကြာရင် ပြန်လာခဲ့ပါဒီချိန်မှာတင့်ရဲ့တင့်တော်တဲ့ဆုလက်ကိုလည်းငါကပေးပါမယ်။ဒီလိုနဲ့ပုံနာကြီးလည်းအင်ကိုရောက်သွားတယ်။ဘလို့လဲရှင်ဆုလက်ရခဲ့လား။မင်းကငါ့ကိုနန်းတော်စီလွတ်ပြီးရောဒုက္ခပေးတာပဲ။ဘယ်မှလဲဆုလက်ငါရဲ့အသက်ကိုတောင်မှမနှဲဟုကဲလာခဲ့ရတာခုတော့တပတ်ကြာရင် ဘရင်ကြီးရဲ့လူတွေကငါ့ကိုဒီမှာလာရှာလိုက်မယ်။ဘာကြောင့်လဲဆိုတော့ဘရင်ကြီးကနတ်ပြည်နယ်ငရဲရဲ့ဥပမာကို ရှင်းပြပြီးတော့ကောင်းမှုနဲ့မကောင်းမှုကို ခွဲခြားပြခိုင်းနေပြီ။အခုငါဘယ်ကနေဒါရီကိုလောက်ရမလဲ။ဒါကြောင့်ငါရဲ့အနှင်းငယ်ကြတော့ထဲမှာသွားပြီးတော့ပုန်းလိုက်မယ်။တကယ်လို့ဘရင်ရဲ့စစ်သားတွေလာရင်တော့ငါကအရေးကြီးတဲ့ကိစ္စနဲ့အင်းကနေထွက်သွားတယ်လို့ပြောလိုက်ပါ။ဒီလိုနဲ့ပုန်းနာဟာဘရင်ရဲ့ပြင်းထန်တဲ့အပြစ်ဒဏ်ကိုကြောက်ရွံ့ပြီးတော့ တောင်းနဲ့ကြီးတဲ့ကိုပုံနေခဲ့တဲ့သူ့ရဲ့တကူကောင်းဆန်နဲ့ဆုံးဖြတ်ချက်ကြောင့်အခက်အခဲတွေကြားမှာမိသားစုကိုယ်တော်မှပြစ်ထားခဲ့မိတဲ့ဒီလိုနဲ့တပတ်ပြည့်တဲ့အခါဘီရင်ကြီးကသူ့ရဲ့ရဲမက်တွေကိုပုံနာကြီးရဲ့အိမ်စီချက်ချင်းစီလွတ်တယ်။ဒါပေမဲ့ရဲမက်တွေရောက်သွားတော့ပုံနာကြီးကိုမတွေ့ရပဲသူတို့လည်းနန်းတော်စီကိုပြန်ပြီးတော့တရင်ပို့ခဲ့ရတာပေါ့ဒီကဘယင်ကြီးကသူ့ကိုပုံနာကြီးလှဲ့စားသွားတယ်လို့ယူဆပြီးတော့တော်တော်လေးကိုဒေါသထွက်သွားတယ်ဒါကြောင့်ချက်ချင်းပဲ ရဲမတ်တွေကိုပြင်းထန်တဲ့အမိန်တစ်ခုချမှတ်လိုက်တဲ့တင်းတို့နေတိုင်းပုံနှိုင်းကိုသွားပြီးတော့သူ့ကိုရှာကြသူ့အိမ်ပြန်ရောက်တာနဲ့ဖမ်းပြီးတော့နန်းတော်စီခေါ်လာခဲ့ဒီချိန်ကစလို့ပုံနှိုင်းရဲ့ဇနီးတဲ့နဲ့တမီးလေးတို့ဟာဘရင်ရဲ့အမိန်ကိုကြောင်းရင်ပြီးတော့စိုးရိမ်နေရတာပေါ့ဒီလိုနဲ့နေလာရင်တည့်ရမှာတော့ပုံနှိုင်းရဲ့ဇနီးတွေကတမီးဖြစ်သူကိုအရေးတကြီးအိမ်မှုကိစ္စတစ်ခုခိုင်းစေလိုက်တဲ့တမီးရဲ့ဒီဂျုံကျိတ်ဆက်နဲ့ကြိတ်ထားတဲ့ဂျုံမုံကိုယူပြီးတော့ ိဖို့ကြောင့်နဲ့မှာတွားပြီးတော့ထားလိုက်ပါအောင်။တီတလာလည်းဂျုံမုံကိုယူဖို့ဂျုံဆက်ရဲ့အပေါ်ပိုင်းကိုဖွင့်ကာဆက်ရဲ့အောက်ခြေပိုင်းကိုစူးစမ်းကြည့်လိုက်တဲ့သူမကဂျုံကျိဆက်ရဲ့လေပတ်ပုံနဲ့ဂျုံစိတ်တွေကြိတ်ခွဲပုံတွေကိုကြည့်ပြီးတော့ဘယင်ကြီးရဲ့မိကိုအတွက်အပြေကိုထိုးထွင်းညာနဲ့တွေ့မြင်လိုက်တော့တဲ့။ဒါကြောင့်သူမကချက်ချင်းအမေဖြစ်သူကိုစိတ်လှုပ်ရှားစွာနဲ့ပြောလိုက်တဲ့မဲတော့ကျွန်တော်မျိုးမဘယင်ကြီးမေးတဲ့မေခွန်းရဲ့အပြေကို သိရပါပြီ။ အနောက်ပြန်ဘရင်ကြီးရဲ့ရဲမတ်တွေလာရင်ဒီတိုင်းမပြန်ခိုင်းပါနဲ့ဘရင်ကြီးရဲ့မိကုန်းကိုဖြေဖို့ကျွန်တော်မျိုးမကိုယ်တိုင်သွားမယ်ရဲမတ်တွေလာရင်တော့အရှင်ကဘရင်ကြီးရဲ့သေးငယ်တဲ့မိကုန်းတွေကိုဖြေဖို့ပုံနာကြီးမလိုအပ်ဘူးသူ့သမီးကပဲလုံလောက်တယ်လို့ပြောလိုက်ပါဒီလိုနဲ့နောက်နေ့မှာတော့ရဲမတ်တွေလည်းရောက်လာတာပေါ့ဟေးပုံနာကြီးပဲမလဲဘရင်ကြီးကနန်းတော်ကိုခေါ်ခိုင်းလိုက်တယ်ကျွန်တော်မျိုးမရဲ့ခင်မွန်းကတော့ပြက်မရောက်သေးပါဘူး ဒါပေမဲ့သမီးတော်ကအရှင်တို့နဲ့အတူလာပြီးတော့ဘယင်ကြီးရဲ့မိကွန်းကိုဖြည့်ပေးပါလိမ့်မယ်။အဲဒီနောက်ဒီတလာကရဲမတ်တွေနဲ့အတူခန္ဓာလာတဲ့နန်းတော်ကြီးစီကို ရောက်လာခဲ့တယ်။ဒီချိန်ဘယင်ကြီးကတော့ရွှေပလင်ပေါ်မှာတည်ငြိမ်စွာထိုင်နေပါတယ်။အင်ရှင်မင်းသားကလည်းဘယင်ရဲ့အနီးမှာရှိတဲ့ဂုံတင့်နေတဲ့နေရာမှာစံမျက်နေပါတယ်။ဒါကငါအသက်ကိုကယ်ခဲ့တဲ့ရဲရင်တဲ့လူငယ်လေးပဲ။ तू ကအင်ရှင်မင်းသားဖြစ်နေပါလား။ အဲ့ဒီချိန်အင်ရှင်မင်းသားကလည်းနန်းတော်ကိုရောက်လာတဲ့မင်းကလေးကိုစူးစိုက်ကြည့်ကမှတ်မိဖို့ကြိုးစားနေတော့တဲ့ဒီမင်းကလေးရဲ့လာပါတဲ့ရုပ်တွင်ဟာသူ့ရဲ့နှလုံးသားကိုအရင်ကလိုမျိုးလှုပ်ခတ်စီပြီးမယ်ဘယ်နေရာမှာမြင်ဘူးလဲဆိုတာကိုတော့သတိမရခဲ့ပါဘူးအရှင်မင်းကြီးကျွန်တော်မျိုးမရဲ့ဖခင်ဟာထွက်ပြေးသွားတဲ့သူမဟုတ်ပါဘူးအရှင်ကကျွန်တော်မျိုးမရဲ့ဖခင်ကိုမစော်ကားပါနဲ့သူကခိုးမှုကျူးလွန်သူလည်းမဟုတ်ပါဘူးဘလို့ရာဇဝတ်မှုကောင်မှမကျူးလွန်ခဲ့ပါဘူး အရှင်မင်းကြီးရဲ့မိကွန်းကိုကျွန်တော်မျိုးမလေးဖြေနိုင်တယ်။ဒီလောက်တင်းငယ်တဲ့မိကွန်းကိုဖြေဖို့ကျွန်တော်မျိုးမရဲ့ဖခင်မလိုအပ်ပါဘူးရှင်။မင်းကြီးကနတ်ပြည်နဲ့ငရဲရဲ့မြင်ကွင်းကိုမြင်ကျင်နေဆိုရင်ကျွန်တော်မျိုးမအတွက်ဂျုံကျိတ်ဆက်တစ်လုံးနဲ့ဂျုံစပားအနှဲငယ်ကိုပို့ပေးပါ။ကောင်းပြီလေတကယ်လို့တင်ကငါရဲ့မိကွန်းကိုဖြေနိုင်ရင်ငါကမကန့်ကွက်ပါဘူး။ဒီနောက်ဒီတလာကတောင်းဆိုထားတဲ့ဂျုံကျိတ်ဆက်နဲ့ဂျုံစပားတွေရလာတဲ့အခါ ကျိတ်ဆက်နဲ့စတင်ကျိတ်ဖို့လှုံ့ဆောင်ခဲ့တဲ့ဂျုံကျိတ်ပြီးတော့ဂျုံမှုန့်ဖြစ်သွားတဲ့အခါသူမကဘယင်ကြီးရှေ့မှာဂျုံကျိတ်ဆက်ရဲ့အပေါ်ပိုင်းကိုဖယ်ရှားလိုက်ပြီးတော့ဘယင်ကြီးကိုအခုလိုမျိုးရှင်းပြလိုက်တဲ့ကြည့်ပါအရှင်မင်းကြီးတရားကြည့်ပါမကောင်းမှုပြုသူတွေဟာအချိန်ရဲ့ဂျုံကျိတ်ဆက်နဲ့ကျိတ်ပြီးတော့ဂျုံမှုန့်ဖြစ်သွားတယ်အပြစ်နည်းနည်းပဲလုပ်ခဲ့တဲ့သူတွေကတဝက်ကွဲသွားတဲ့ဂျုံစိတ်တွေဖြစ်သွားတယ်ဒါပေမဲ့ကောင်းမှုကုသိုလ်ပြုသူတွေကတော့အလုံးလိုက်ပဲကြံနေခဲ့ပါတယ် အဲ့ဒီလိုမျိုးဥပမာပေးတဲ့မင်းကလေးရဲ့အဖြေကိုကြားလိုက်ရတော့ဘယင်ကြီးလည်းလုံးဝကိုစိတ်ကြည်နဲ့သွားခဲ့တယ်။အိုးတင်ကဥပမာပေးတာတကယ်ကိုကောင်းတာပဲ။ဒီထက်ပိုကောင်းအောင်ဘသူမှ ရှင်းပြနိုင်မှာမဟုတ်တော့။အတင်ပါလူချင်းလဲတောင်းပါ။ငါကအတင်ကိုဥစ္စာတွေရွှေရင်ငွေတွေအားလုံးပေးနိုင်ပါတယ်။အရှင်မင်းကြီးကျွန်တော်မျိုးမကကိုယ့်ရဲ့ပညာကို ရောင်းချခြင်းတာမဟုတ်ပါဘူး။ဒါကြောင့်အပြန်အလှန်နေနဲ့ဘာကိုမှမလိုချင်ပါဘူး။ ဒီချိန်မှာတော့အင်ရှင်မင်းသားကဖခင်ရှင်မရဲရင်ပြီးတော့ဉာဏ်ပညာရှိတဲ့မင်းသမီးကိုမျက်တောင်မခတ်တဲ့စိုက်ကြည့်နေပါတယ်။ခမဲတော့ဒီမင်းကလေးဟာကြားစီကနေသားတော်ကိုကဲတင်ပေးခဲ့တဲ့မင်းကလေးပါ။ဒီနေ့သူကရဲရင်ယုံသားမကဉာဏ်ပညာလည်းရှိကြောင်းတတ်သိပြလိုက်ပါပြီ။ကောင်းပြီအင်ရှင်မင်းသားသူ့ကိုသားတော်သဘောကျတယ်ဆိုရင်တော့နောက်လာမယ့်ကစုံလာပြီနေ့မှာဒီမင်းကလေးနဲ့လက်ထပ်ပေးပါမယ်။ ဒီနောက်ဘရင်ကြီးဟာတီတလကိုဂုံပြူကျင်တာကြောင့်တန်မိုးရှိရဲ့လက်ဆောင်ပစ္စည်းတွေအများကြီးပေးအပ်ခဲ့တဲ့ဒါအပြင်ခန်းထားတဲ့ယထာနဲ့သူမရဲ့နေကိုအန်ဒီယကင်းကင်းနဲ့ပြန်ပို့ပေးခဲ့ပါတဲ့အဲ့ဒီချိန်ပုံနာကြီးကလည်းဘရင်ရဲ့အမျက်တော်ကိုစိုးရိမ်ဖို့မလိုတာကြောင့်အိမ်ကိုပြန်ရောက်လာခဲ့ပါတဲ့ဒီလိုနဲ့ဘရင်ကြီးတတ်မှတ်ထားတဲ့ကဆုံလာပြည့်နေ့ကိုရောက်လာတဲ့အခါအင်ရှင်မင်းသားနဲ့မင်းသမီးတို့လည်းစီကားတိုက်မြိုက်စွာလက်ထပ်ခဲ့ကြတဲ့ တို့ထင်ကားစပြီးတော့သူတို့နှစ်ယောက်လည်းရဲစွမ်းသက်သည့်ဉာဏ်ပညာနဲ့ချစ်ချင်းမြတ်တာတွေပြည့်စုံတဲ့မင်းသားနဲ့မိဖုရားအဖြစ်တာဝရပျော်ရွှင်စွာနေထိုင်သွားကြတဲ့ဟုတ်ကဲ့ပါဒီနေ့အတွက်ပုံမြင်လေးရတော့ဒီလောက်ပါပဲနော်ပုံမြင်လေးကိုကြိုက်နေတဲ့တည်းဆိုရင်တော့ channel လေးကိုလည်း like and subscribe နှိပ်ခဲ့ပေးဖို့တောင်းဆိုချင်ပါတယ်နောက်တဲ့ပုံမြင်အစ်စ်အစ်စ်တွေနဲ့ပြန်လာခဲ့ပါအောင်မယ်ရှင်